ြစ်တယ်လွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတက္ကမတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဘောနတ်ကြီးမှာငတေလီလို့အမည်ရတဲ့ပြရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ အောင်မြတ်သားတို့ဆရာတပည့်တွေဘကိုးကနေထွက်လာခဲ့ပြီးတဲ့နောက်မှာတော့တစ်ပင်တစ်တော်တွေထူထပ်စွာပေါရောက်တဲ့အရတ်ဒေတာတစ်ဖြစ်လေဘောနတ်ကြီးနေမြေအဆက်ကိုရောက်ရှိလာခဲ့ကြတယ်။ထို့စဉ်ဘောနတ်ကြီးဆိုတဲ့ဒေတာကယခုလိုလူသူမထူထပ်သေးပဲတစ်ပင်တစ်တော်တွေဖုံးလွှမ်းနေတယ်လို့တောကောင်ကြီးငယ်တွေကြက်ဆားရနေရတခုလည်းဖြစ်ခဲ့ပါတယ်။ဘောနတ်ကြီးတောဆက်ကိုရောက်တဲ့နေ့မှာပဲခရီးပန်းတဲ့တန်းရာသီဥတုအခြေအနေတွေကြောင့်မောင်ကောင်းတယောက်အပြင်းပြပါလေရော။အောင်မြတ်သားနဲ့ခွန်လာတို့ကလည်းနေမကောင်းဖြစ်နေတဲ့မောင်ကောင်းကြောင့်ခီးမဆက်ကြတော့ပဲ တက်ခုတ်သမားတွေစားလုပ်ခဲ့တဲ့ယာယီတဲလေးတစ်ခုပေါ်မှာပဲတညတာနားခိုခဲ့ကြတယ်။ညနေပိုင်းရောက်လာတာနဲ့အမျှမောင်ကောင်းတစ်ကိုယ်လုံးမီးလို့ပူကျလာပြီးတကိကိနဲ့ချမ်းတုံနေတာကြောင့်အောင်မြတ်တာကလွယ်ရိတ်ထဲမှာရှိတဲ့ကျေးပူးလေးတွေကနေအနီရောင်စေးမုတ်အချုပ်ကိုထုတ်ကပါစတဲ့ထည့်ပေးလိုက်တယ်။စေးမုတ်ထည့်ပေးလိုက်တဲ့အချိန်မှာတော့အချမ်းတန်ကအနှဲငယ်တက်တာသွားပေမဲ့နာယီအနှဲငယ်တွဲမှာပဲအဖျားကပိုတက်လာခဲ့တယ်။ဆရာအခုပုံစံငှက်ဖျားမိနေတယ်လို့ပဲ။ငါလည်းအဲ့လိုပဲထင်တယ်ခွန်းလား။ လောလောဆယ်မောင်ကောင်းတို့ရင်နွေးလိုတယ်ကျွန်တော်လိုက်ရှာကြည့်လိုက်မယ်ဆရာညဘက်ကြီးအဆင်ပြေပါမလားပြေပါတယ်ဆရာဒီနီးနားမှာအချောင်းတစ်ခုတော့ရှိမှာပါခွန်လာလွယ်ထဲမှာရှိတဲ့အဝယ်စားတချို့ကိုတော်တချောင်းမှာပတ်လိုက်ပြီးမိတို့တပွဲပြုတ်လောက်ကတော်ရဲကိုထွက်သွားခဲ့လိုက်တယ်အောင်မြတ်သားကတော့သူ့ကိုမှီပြီးအဖျားတက်နေတဲ့မောင်ကောင်းကိုပွေတိုင်းရင်ဖျားကုံတော်အချို့ကိုမနာတဲ့ရုတ်ဖတ်ပေးနေခဲ့တယ်အဲ့ဒီချိန်တော်ရဲမတ်တနေရာကနေတိတ်ကိုင်းချောက်တွေနေမိတဲ့အတန်းကြောင့် မျက်လုံးကိုဝေးကြည့်လိုက်ရလူတစ်ဝေးစာလောက်ကြီးမားတဲ့ပြင်ကတော့ပင်နောက်မှာရက်နေတဲ့လူရဲတစ်ခုကိုအာယုံနဲ့မြင်လိုက်ရတယ်။တစ်ပင်နောက်မှာရက်နေတာဘသူလဲဟဲ့။အောင်မြတ်တာလေးတန်မမာနဲ့လမ်းပြောလိုက်ပေမဲ့ရက်နေတဲ့သူကမလှုပ်တာကြောင့်တောက်တစ်ချက်ခတ်လိုက်ပြီးလက်ကိုကြမ်းနဲ့ပုတ်လိုက်တဲ့အချိန်ဝါဖြော့ဖြော့အဝတ်စာကိုဝတ်ဆင်ထားတဲ့လူအကြီးတယောက်တုံတုံကြီးနဲ့ထွက်လာခဲ့တယ်။တင်းရဘသူလဲ။ဘာကြောင့်ကျောက်တို့ပုံရှုပ်ွယ်ရှုံးနဲ့ကြည့်နေရလဲ။ကျောက်လိုပါဆရာ။တင်းရမဟုတ်တာဘာလို့ထားလို့ကြောက်နေရလဲ။ ပြောစမ်းတင်းဘသူလဲကျုပ်ကဒီဒေါ်ဆက်တစ်ခွင်ကိုအပိုင်စားကြရတဲ့သူပါ အခုလာတာလေဆရာတို့ကိုကူညီဖို့လာခဲ့တာပါဟွအဖိုးကအတော်စိတ်ထားနှူးညံ့တာပဲဒါနဲ့တောထဲမှာရေသွားရှာတယ်ကျွန်တော်တပည့်တယောက်ကိုတွေ့မိသေးလားတွေ့ပါတယ်ဆရာသူ့ကိုလမ်းပြဖို့ကျုပ်တပည့်တယောက်ကိုလွှတ်ထားပါတယ်အဖိုးကတုံတုံရီရီနဲ့ပြောရင် အောင်မြတ်တာအနာကိုတိုးကပ်လာခဲ့ပါတယ် ဆရာလေးကငှက်ဖျားမိနေတာပဲဒီဘက်ကနေမြေလဲကျန်းသလိုငှက်ဖျားလဲကျန်းနေဆရာရဲ့ဟုတ်တယ်ဖိုးကျောက်ရဲ့ဆေးရောင်ခဏပဲထိန်းထားနိုင်တယ်ဆရာတို့မပူနဲ့ဒီနေမြေမှာဖြစ်တဲ့ယောဂါတွေကို ပြောင်းအောင်ကုပေးနိုင်တဲ့ဆေးဆရာအဖွဲ့ရှိတယ်ကွဟုတ်လားဒါဆိုရင်တော့အဖိုးကိုပဲအားကိုးရတော့မယ်ဗျာကြပါတယ်ဆရာရဲ့တောဆက်ကိုဆရာတို့စဝင်ခဲ့ကြတဲ့ရာပို့တာတဲ့မြစ်တာတွေကြောက်ရပါတယ် ဇရာတို့အဖွဲ့နာမှာစောင့်ကြက်နေတဲ့ပုံကိုယ်တွေကြောင့်ခတ်ဝဲဝဲမှာပဲနေပြီးစောင့်ကြည့်နေခဲ့တာအဖိုးကအောင်မြတ်တာကိုပြောင်းရွှေ့တဲ့မျက်နှာနဲ့ကြည့်ကပြောလိုက်ပြီးတောင်မွေးကိုမြေကြီးပေါ်တုံးချက်စောင့်ချလိုက်တယ်ဆိုရင်ပဲပရစ်အော်တလို့ဆူးရှတဲ့အတန်တွေနေရအနိုင်ကထွက်ပေါ်လာပြီးမလန်းမကန်းမှရှိတဲ့တစ်ပင်တွေပေါ်ကနေကောက်တွေကဆင်းလာတဲ့မင်းစားတွေကိုမြင်တွေ့လိုက်ရတယ်အဖိုးပြောတဲ့ဆေးဆရာအဖွဲ့ဆိုတာသူတို့လားဟုတ်တယ်ဆရာသူတို့ကဆေးဆရာဘဝကနေတေလုံးပြီးမင်းစားဘဝကိုရောက်နေကြတာလေ ီဘဝရောက်တဲ့အတိုင်းအောင်အတိတ်ဘဝပညာတွေကိုမစွန့်နိုင်သေးတော့တော်ထဲမှာနာမကျန်းဖြစ်တဲ့သူတွေကိုကူညီပေးနေကြတာ။အော်လက်ဆက်တက်တော့ဒီလိုကိုတပည့်မော်ကနေဆင်းလာတဲ့မင်းသားငါးကောင်ကအဖိုးကိုကြီးလိုက်တဲဘုံမှာထိုင်နေတဲ့အောင်မျက်တာကိုကြီးလိုက်နေဖြစ်နေတဲ့အချိန်အဖိုးကရပါတယ်ဆရာတွေကခမည်းတော်ကိုဘာမှမလုပ်ပါဘူးမကြောက်ကြပါနဲ့အဲ့လိုပြောလိုက်တော့မှသွားခေါက်ခေါက်မျက်လုံးပြူးပြူးနဲ့မင်းသားတွေကငြိမ်သွားခဲ့တယ် အဲ့ဒီချိန်တောထဲမှာရေသွားခတ်တဲ့ခွန်လာကဝါကြည့်တော်နှလုံးနဲ့အတူပြန်ရောက်လာပြီးသူ့နောက်မှာတော့ဝါချင်းချင်းတောခွေးလေးတစ်ကောင်ကပ်ပါလာခဲ့တယ်။ဆရာသူတို့ကဘာသူတွေလဲ။ငါတို့ကကူဖို့လာတဲ့မိတ်ဆွေတွေပါ။ကဲကဲရင်နှွေးရင်ကျွလောက်။ခွန်လာလည်းတေကိုင်းချောက်တွေကိုစုပြုံပြီးရင်နှွေးကျုံနေတဲ့အချိန်မင်းစာငယ်လေးတွေကတဲဘော်ကိုခုန်တက်လိုက်ပြီးဖျားနေတဲ့မောင်ကောင်းရဲ့ပါဇက်တဲကိုသူတို့ကြောမှာလွှဲထားတဲ့အိတ်ထဲကစေးလုံးအချို့ခွန်ထည့်ပေးလိုက်တယ်။စေးလုံးအချို့ခွန်ပြီးတာနဲ့မင်းစာတကောင်က မောင်ကောင်းရဲ့ရင်မှတ်ကိုနားနဲ့ကပ်ပြီးနားထောင်နေခဲ့တယ်။ပြီးတာနဲ့တဲဘော်ကနေခုံစင်ပြီးတောထဲကိုလက်ခနဲပြေးဝင်သွားခဲ့ရာမကြခင်အချိန်မှာတော့ပြားရည်တွေရွှဲနေနေတဲ့ပြားလက်ဘော်တတုံးကိုစောက်ကင်ပြီးပြန်ရောက်လာခဲ့တယ်။ရွှေမောင်ပြားလက်ဘော်ကဘာလို့မလို့လဲ။လူနာကိုကျွေးရမယ်ဖိုးကြီးကမဟုတ်ရင်ငါပြားဘော်ကအုံနောက်ထဲဝင်တော့မှာ။ရွှေမောင်ဆိုတဲ့မင်းသားကပြားလက်ဘော်ကိုမောင်ကောင်းပတ်သက်တဲ့ညှစ်ချလိုက်ရာချိုအီမွေးပြနေတဲ့ပြားရည်တွေကလက်ချောင်းတစ်ချောင်းစိတ်ဝင်သွားခဲ့တယ်။ပြားရည်တိုက်ပြီးမကြခင်အချိန်မှာပဲ မောင်ကောင်းတတိပြန်လည်လာပြီးအနှဲငယ်ထူးထူးထောင်ထောင်ဖြစ်လာခဲ့တယ်။ဒီလူမတည်တော့ဘူးဖိုးကြီးအသက်ရှင်ပြီ။မင်းသာရွှေမောင်စကားကြောင့်တဲပေါ်မှာရှိနေတဲ့မင်းသာတွေကပျော်ရွှင်စွာနဲ့ခုံပေါက်ကြပါလေရော။ဒီဖြစ်ကိုမြင်တဲ့ခွန်လာကတဲနာကိုကတ်လာပြီးတော့ငှက်ဖျားဘိုးကအုံနောက်တယ်မဝင်အောင်ပြားရည်ကျွေးရတာလား။ငှက်ဖျားဘိုးကအချိုကြိုက်တယ်နိ။ဒါကြောင့်သူတို့အုံနောက်တယ်မဝင်အောင်အချိုပိုက်သေးထည့်ပေးရတယ်။အချိုတက်ပိုက်သေးရောက်သွားတဲ့အတွက် ုံနောက်တဲ့ဝင်မို့လောက်နေတဲ့ကောင်လေးကပိုက်ထဲကိုပြန်ဆင်းလာရောဗျဒီကောင်လေးပြားရည်ကိုငန်းနေတဲ့ချိန်ကျုပ်တို့ဖော်ရတဲ့ဆေးကသူတို့ကိုတတ်လိုက်တာပေါ့တယ်ဟုတ်ပါလားဘာဖြစ်ဖြစ်ကြောက်ကိုကယ်ပြီးလို့ကျေးဇူးတင်ပါတယ်ဗျာဟဲ့လူကြောက်ကိုရောကျေးဇူးမတင်ဘူးလားမိဘုံဘေးကနေရုတ်တရက်ထွက်လာတဲ့အတန်းကြောင့်လှဲကြည့်လိုက်ရလုံကြီးစုပ်တစ်ထည်ကိုဝစ်ထားပြီးသပင်ဆုပ်ပွားနဲ့ငေါတုတ်ထိုင်နေတဲ့လူတယောက်ကိုမြင်လိုက်ရတယ်မင်းကဘာတူလဲခုနကမတွေ့မိပါဘူး သူဟာဆရာလေးကိုစမ်းကြောင်းရှိတဲ့နေရာခေါ်သွားတဲ့ကျုပ်တပည့်ပါနာမည်ကထိတ်နီလို့ခေါ်တယ်။ "तू ဟာရိုးရိုးခွေးမဟုတ်ဘူးလား"မဟုတ်ဘူးဆရာလေးရဲ့ထိတ်နီကခွေးရောင်ဆောင်ပြီးဆရာလေးကိုကူညီပေးတာ"အော်ဗျာဒါဖြင့်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်"ဒီလိုနဲ့အောင်မြတ်တာတို့လည်းအဖိုးအိုစေးစရာမင်းစာအဖွဲ့ထိတ်နီတို့နဲ့ရင်းနှီးခဲ့ပါတော့တယ်။နောက်တနေ့မနေ့ရောက်တော့ငပြောရွေးနဲ့ထုတ်ထားတဲ့ဆေးတွေကိုယူပြီး မင်းစားဖွဲ့ပြန်ရောက်လာကထူးထူးထောင်ထောင်ဖြစ်စာပြုတ်နေတဲ့မောင်ကောင်းကိုစိတ်ကူပေးခဲ့ကြတယ်။ခဏနေတော့ငပြောသည့်တခိုင်ထန်းထားတဲ့ထိတ်နီနဲ့အတူအဖိုးကိုပါထပ်ရောက်လာခဲ့တယ်။ဆရာတို့အစာပြေစားဖို့ဒီလောက်ဆိုအဆင်ပြေပါမလား။ပြေပါတယ်ဗျ။ဒါနဲ့လေဒီအနီးနားမှာ လူတွေမနေရအောင်လား။လူတွေကဟိုးဘက်ကရွာမှာနေကြတယ်။တခါတလေမြို့ပေါ်မှာဈေးသွားရောက်တဲ့သူတွေလောက်ပဲဒီကဖြတ်ကြတာ။ကျောက်တို့အတွက်နဲ့အဖိုးတို့လည်းလုံများနေရပြီဗျာ။ မဟုတ်တာဆရာရဲ့အဖိုးတို့ကဆရာတို့မှမဟုတ်ပါဘူးတခြားသူတွေဆိုလည်းအခုလိုကူညီပေးကြပါတယ်ထိတ်နေဆိုရင်အရန်ကူညီနေတာဒါပေမဲ့တချို့လူတွေကကူညီတာကိုကူညီတယ်လို့မမြင်ကြလို့တွေ့ရလူတိုင်းကအကူအညီမပေးဖို့လည်းအမှားထားရသေးတယ်ထိတ်နေဆိုလို့မေးရအောင်မယ် तू ကဘလို့ဖြစ်လို့အခုဘဝကိုရောက်နေရတာလဲထိတ်နေလားဒီကောင်ကအရင်ဘဝကတခိုးဖြစ်ခဲ့တာလေတခိုးဆိုလို့ជីជីမမခိုးတာတော့မဟုတ်ပါဘူးဆရာရဲ့ တန်အိုးတို့ထမိန်တို့လုံကြီးတို့လောက်ပဲခိုးတယ်ကောင်တရက်မှာတော့ရွာထဲကနေအဝိတ္တတာတလုံးခိုးလာပြီးတောထဲကနေဖြတ်ပြင်းကနေခလုတ်တိုက်ခြေချော်ကြရကနေလေပင်းငုံစုပြီးတေးတာဆက်ရရေသူများပြည်စီခိုးပြီးတေးတော့မကြွမလွတ်ပဲအစိမ့်တရေဘဝကိုရောက်ခဲ့တာပေါ့အခုတော့လေတွင်တင်ဆုံးမမှုအောင်မှလိန်မာနေပါပြီဟုတ်တယ်မလားထိုင်နေဟုတ်တာပေါ့ဘိုးရဒါရီကလည်းအဘိုးရဲ့တွင်တင်ဆုံးမမှုကြောင့်ပါ ဆရာတို့လည်းတရက်နှစ်ရက်လောက်နေပြီးတော့မှပဲလိုရာခီးကိုစက်ကြပေါ့ဒီရက်ပိုင်းဆရာတို့လိုအပ်တာခိုင်းမှုထိတ်နေကိုထားခဲ့ပေးပါမယ်ကျေးဇူးတင်ပါတယ်ဗို့အောင်မြတ်တာတို့စီကိုထိတ်နေရောက်လာပြီးနောက်ပိုင်းခွန်းလာနဲ့ထိတ်နေကိုအဖွဲချသွားခဲ့တယ်ညနေဆောင်ရောက်ပြီဆိုရင်ထိတ်နေကတော်ရဲသွားပြီးတစ်ဦးတစ်ဖူးတွေရှာလာပေးတယ်လို့ညဘက်ရောက်ရင်လည်းမိမွေပေးခြင်းတောကောင်တွေကိုစောင့်ပေးခြင်းအလုပ်တွေလုပ်ကင်ပေးခဲ့တယ်တနေ့မှာတော့တစ်ဦးတစ်ဖူးသွားရှာတဲ့ထိတ်နေတယောက်မိုးချုပ်တဲ့အထိပြန်မြောက်လာတဲ့အတွက်ခွန်းလာတယောက်လေဘင်းတရှိရှိဖြစ်နေခဲ့တယ် ထိတ်နေတကောင်ဘယ်တွေလျှောက်သွားနေပါလဲပြန်လာမှာပေါ့ခွန်လာရဲ့သူလည်းအစာရှာမတွေ့သေးလို့နေမှာပေါ့မဟုတ်တော့ဆရာဒီကောင်ကတော်ရန်ကျွမ်းနေကောင်အစာရှာမတွေ့တာတော့ဘလို့မှမဖြစ်နိုင်ဘူးခွန်လာတမျောမျောနဲ့စောင့်နေခဲ့ရာညာနဲ့တဲ့အချိန်ရောက်မှဒီကောင်လုံးအညိုမဲတွေဆွဲပြီးတန်ရာဗလပွားနဲ့ပြန်လာတဲ့ထိတ်နေကိုမြင်လိုက်ရတယ်ထိတ်နေမင်းဘာဖြစ်လာလဲအခုလိုဖြစ်အောင်မင်းဘယ်သူလောက်တာလဲပြောစမ်း ငတေးငတေးလေးလောက်တာဆရာငတေးလေးဆိုတာဘာတူလဲ तू ကဘာကြောင့်အခုလိုလောက်ရတာလဲငတေးလေးဆိုတာဒီတောနဲ့အတွဲမိုက်မှာနေတဲ့တပတ်တစ်ခေါင်ပဲဆရာကျွန်တော်ဆရာတို့အတွက်တဲဦးတက်ဖူတွေရှာနေတော့မှာမျိုးစရနေပြန်လာတဲ့လူတယောက်ကငတေးလေးနေတဲ့တောဘက်ကိုလမ်းမာပြီးရောက်နေလို့၆လမောင်းထုတ်ခဲ့တာကြောင့်အခုလိုလောက်သွားတာထိုင်နေစကားကြောင့်တဲဘုံမှာထိုင်နေတဲ့အောင်မြတ်သားကမိန်စာပြုတ်နေပြီဖြစ်တဲ့ဖျောင်းနိုင်ကိုအစ်စ်လဲလဲရင် ဒီကောင်အဖိုးကဘာမှမပြောပဲလွတ်ထားလာအဖိုးကအနေအေးတော့ဒီကောင်ကမကြောက်ဘူးဆရာငတိလေးကတခြားသူတွေကိုလည်းအမြဲအနိုင်ကျင့်နှိမ့်ဆက်နေကြပဲထိတ်နေစကားအဆုံးမှာတောင်ပွင့်တတော်တော်ထောက်ပြီးလမ်းလျှောက်လာတဲ့အဖိုးဖြစ်သူကိုမြင်လိုက်ရတယ်ငတိလေးလှုပ်လိုက်ပြန်ပြီလားဟုတ်ဟုတ်ကဲ့ဖိုးဒီကောင်ကဘလောက်ဆုံးမဆုံးမအတိတရားမရပါလား ဖိုးကစိတ်ပြတ်စွာနဲ့ခေါင်းကိုခါရမ်းလိုက်ပြီးတဲဘေးမှာယက်နေခဲ့တယ်။အဖိုးငတေလီဆိုတဲ့ကောင်ကဘာကြောင့်အခုလိုစိုးသွားနေတာလဲ။ဒီလိုပါဆရာ။ငတေလီကလူဘဝတုန်းကအရန်ကိုစိုးသွားပြီးရက်ဆက်တဲ့ဓမြတယောက်ဖြစ်ခဲ့တယ်။ဘလောက်စိုးလဲဆိုရင်ဓမြတိုက်လို့ပစ္စည်းရရင်တော့အိမ်သားတယောက်ယောက်ကိုအပြင်းပြေတက်သေးတာ။နောက်ဆုံးသူ့ကိုသူ့တပည့်တွေကပဲပြန်ဖမ်းပြီးကျုံးနိုင်အောင်မှအရှင်းလက်လက်မီးရှို့တက်ခဲ့ကြရင်လေ။ စိတ်ကြံလူကြံဘဝကနေတည်တော့သူ့ကိုမီးရှို့တတ်ခဲ့တဲ့အပင်မှာပဲတရေဖြစ်နေခဲ့တယ်။နှစ်တွေကြာလာတော့တရေငတ်တေလေးကနေတပတ်အဆင့်ထိဖြစ်လာတာပဲ။သူကအဖိုးတော်မထီလေးစားလုပ်ပြီးနေရလူကျင်နေရလေ။ဆရာအဖိုးပြောသလိုဆိုရင်ဒီကောင် ဆုံးမမှဖြစ်တော်မယ်နော်။နောက်ပြီးငတ်တေလေးကသူ့နေတဲ့အပင်အောက်ကနေဖြတ်သွားဖြစ်လာလောက်တဲ့သူတွေကိုလည်းဖန်ဆာချောက်လန့်တာတွေလုပ်လိရှိတယ်။ဖန်ဆာခံရတဲ့သူတွေအနေနဲ့လေနွားတကောင်အရှင်လက်လက်သွားထားပေးရည်လေ။ ဒါကြောင့်မြို့စည်းကိုသွားတဲ့သူတွေအနေနဲ့ရမ်းဝေးတဲ့နေရာကနေလှဲ့ပတ်ပြီးသွားနေရတာဆရာကြီး။အောင်မေတ္တာငတိလေးအကြောင်းကိုနားထောင်ပြီးခေါင်းတဆက်ဆက်ညိမ့်ကဒီလိုဆိုတော့လေငတိလေးကိုစုံမမရတော့မယ်။ခွန်းလားဒီကိစ္စကိုမင်းတာဝန်ယူနိုင်လား။ယူနိုင်ပါရဲ့ဆရာကျွန်တော်တာဝန်ထားလိုက်ပါ။ဒါဖြင့်ငတိလေးနေတဲ့ကျိုးမေကိုသွားပြီးစုံမလာခဲ့။ထဲ့နေလေသူနဲ့လိုက်သွားပြီးလိုက်။ဆရာဖြစ်ပါမလား။ဟဲ့အောင်ထဲ့နေ မင်းရငောက်မယုံနာလားဒါဖြင့်မင်းနေခဲ့လိုက်ငါတယောက်တည်းသွားမယ်မယုံနာမဟုတ်ပါဘူးဗျာစရောက်စိတ်ပူလို့ပါထိတ်နေစကားကြောင့်ခွန်လာဟာပပရေမောလိုက်ပြီးတဲမင်းမှာအတင်းရှိနေတဲ့မိတော့ကိုဆွဲယူကတဲရှိကလူသွားလမ်းထဲကိုထွက်သွားခဲ့လိုက်တယ်မောင်မဲနေတဲ့တောထဲမှာနှစ်ယောက်သားလျှောက်သွားနေရင်တောတရပင်စီတပင်အရောက်မှာတော့ထိတ်နေကတစ်ကိုင်းပေါ်ကိုကြည့်ပြီးလက်ပြနှုတ်ဆက်နေအောင်မြင်လိုက်ရတယ်ဟဲ့အောင်ထိတ်နေတစ်ပင်ပေါ်မှာဘသူရှိလို့လက်ပြနေတာလဲ ဆရာလေအဲ့ဒီအပင်ပေါ်မှာကျွန်တော်သဘောကျနေတဲ့သူ ရှိတယ်ဗျထိတ်နေစကားကြောင့်ခွန်လာဘာမှဆက်မပြောနိုင်တော့ပဲတက်ပြင်းတစ်ချက်ချကဆက်သွားခဲ့လိုက်တယ်ဆရာဟိုးမှာထိုင်နေတဲ့ကောင်တွေ့လားတင်းကောက်ပေါ်မှာထိုင်နေတဲ့သူကိုပြောရလားဟုတ်တယ်ဗျအဲ့ဒီကောင်ကတစ်ပင်ခုံရင် ပြုတ်ကျသေးတဲ့ကောင်อืมအခုထိမကျွတ်သေးတာတနာစရာပဲခွန်လာတို့ဘေးနားဖြတ်သွားတော့ တင်းကုန်မှာထိုင်နေတဲ့သူကဇက်ကြီးလိုက်ပြီးလိုက်ကြည့်နေတာမြင်လိုက်ရတယ်။ဆရာဝါးကြောင်အောင်မှာမိမတယောက်ထိုင်နေတာတွေ့ရမလား။သူ့ဟာရောဘာဖြစ်တာလဲ။ဘာဖြစ်တာလဲတော့မသိဘူး။တခြားနေရာတွေကနေဒီတော့လေးကိုပြောင်းလာတာပဲသိတာ။မင်းကဒီမှာရှိနေတဲ့သူတွေအကုန်သိနေရလား။သူတို့ကအဖိုးရဲ့အုတ်ထိန်မှုအောက်မှာရှိနေလို့သိနေတာပါ။ဟိုဘက်ကွေရောက်ရင်အရင်ဆိုင်ကောင်တွေအများကြီးတွေ့ရတော့မှာ။ထိတ်နေကမြက်ွက်ွက်တစ်ခုကိုလက်ညှိုးထိုးပြီး ရှောက်နေတဲ့ခြေလမ်းကိုရုတ်တရက်ရက်လိုက်တယ်။ဆက်သွားလေကွာ။ဘာလို့ရက်လိုက်တာလဲ။ကြောက်မသွားရဲဘူးဗျ။ဒီတစ်ခါကြောက်ကိုမြင်ရင်တစားစီလုံးပြင်မှာ။ငါတရားလုံးပါနေတာပဲ။ဘာကိုကြောက်နေရလဲ။မင်းကိုလက်ဖျားနေအောင်မထိစေရအောင်။ခေါလာမင်းငေါပြပြီးဆက်သွားခိုင်းတာကြောင့်ထဲ့နီလေတော်တော်ရင်ရင်နဲ့ရှေ့ကိုတက်သွားခဲ့လိုက်တယ်။ဒီဘက်မှာကျိုးနေတော်ပေါ်တာပဲ။ခေါလာမီးတောက်ကိုပိတ်ငါကြည့်နေတဲ့ချိန်ဆယ်ပေလောက်กว่ามาရှိတဲ့ကျိုးမင်းရဲ့အနောက်ကနေ တကူလုံးမီးသွေးကဲလို့နတ်မောင်နေတဲ့လူတယောက်ထွက်လာပြီးသူတို့ကိုစိုက်ကြည့်နေတာမြင်တွေ့လိုက်ရတယ်။ဆရာ။ဟိုမှာငတေးလေးရဲ့ငယ်သားတွေကြည့်နေတယ်။ကျောမင်နောက်ကကောင်းအောင်ပြောရလား။ဟုတ်တယ်ဆရာ။ခွန်လာလဲကျောမင်နောက်မှာရက်နေတဲ့ကောင်းသားကိုစေးစေးကြည့်လိုက်တဲ့အချိန်အလွန်နန်းဆော်လာတဲ့အပုံနဲ့ကနှာခေါင်းထဲကိုတိုးဝင်လာခဲ့တယ်။ဖြီးအတော်နန်းတဲ့အပုံနဲ့မှာလား။ခွန်လာနှာခေါင်းကိုရှုံလိုက်ပြီးအနားကိုတိုးကပ်သွားခဲ့ရာ ကျုံးမဲ့နောက်မှာရက်နေတဲ့ကောင်ကတလမကန်ရှိတဲ့အဆွဲဖိုးဖေးတွေကိုထုတ်ပြပြီးချစ်ကိုတက်လာခဲ့တယ်။အဲ့ဒီချိန်ခွန်လာကလက်ညှိုးနဲ့ထောက်ကအောင်မငေါ့အောင်မြမခန့်လေးစားနဲ့အခုချက်ချင်းဘေးဖဲ့စမ်းအဲ့လိုပြောပြီးလက်ညှိုးနဲ့ဆွဲဖယ်လိုက်ရအဆွဲဖိုးဖေးနဲ့ကောင်ကလက်ညှိုးနဲ့တောက်ခံထိတဲ့ပဲစိတ်လိုဝုံငနဲ့လွင့်ထွက်သွားခဲ့တယ်။ဟာဟိုကောင်ပြေးပြီဆရာပြေးပြီဗျ။ထိတ်နေကဝါနာအာရနဲ့အော်ဟင်းရင်ခုံပေါက်နေတဲ့အချိန်ထန်းလန်တလက်စာလောက်ရှိတဲ့လက်တစ်ဖက်ကထိတ်နေရဲ့ကုတ်ကနေဆွဲခေါ်သွားခဲ့တယ်။ ဆရာကဲပါဦးမြအလန့်တကြအော်တန်ကြောင့်ခွန်လာမောကြည့်လိုက်ရာတစ်ပင်နှပင်ကိုခွာပြီးရက်နေတဲ့တရေတက်ကောင်ကိုမြင်တွေ့လိုက်ရတယ်ခွန်လာလည်းချက်ချင်းဆိုသလိုလေးလုံးစမောက်ကိုလက်ဝါးပေါ်ရိုက်ပြီး ጓ ကြားမှာရက်နေတဲ့ကောင်ကိုလေးထဲကနေပင်ဆွဲချလိုက်ရာဝုံးစုံမြေကြီးပေါ်ကိုလိမ့်ချလာခဲ့တယ်ခန္ဓာကိုကြီးမောင်းဖန်ဆင်းထားတဲ့နနာဘောကောင်ကခွန်လာရဲ့စမားရိုက်လက်ဝါးနဲ့ဆွဲယူကန်ထိတာကြောင့်အတ္တဘောရုပ်တွင်ပျောက်ဆုံးသွားပြီးတာမန်လူသားအွယ်အဖြစ်ကိုပြောင်းလဲကမြေကြီးပေါ်မှာအော်ဟစ်ရင်လူလိမ့်ပါလေရော့ ဒီကောင်ကလည်းငတေလီတပည့်ပဲလားဟုတ်တယ်ဆရာ तू ကငတေလီရဲ့လက်ရင်းတပည့်ကြီးဗျဒါနဲ့သူ့ကိုမှမီးရွေလအောင်ဆရာလှူထားရလားငါလှူတာမဟုတ်ပါဘူးငါရဲ့ဦးကောင်မှာစောင့်ရှောက်နေတဲ့အင်းဆောင်တွေတန်ခတ်ထားတာဒင်းရငါ့ကိုဖမ်းယူဖို့ကြိုးစားတာမအောင်မြင်လို့မင်းကိုဆွဲခေါ်သွားတာပဲထိုင်နီကမီဟုံတောက်လောင်နေတဲ့ကောင်ကိုပြောင်းဆက်ဆက်မျက်နှာနဲ့ကြည့်ရင်ခွန်လာနာကိုတိုးကတ်သွားခဲ့တယ်မင်းပြောတဲ့နေရာအခုထိမရောက်သေးဘူးလား ငတယ်လီနေတဲ့ဂျုံမင်းကိုပြောရလားဟုတ်တယ်ဒီလောက်ဆိုသူ့ငယ်သားရဲ့တော်ပြောထားလောက်ပြီထင်တယ်ဖြစ်နိုင်နေစရာဒီကောင်ဆေးရောင်ကြောက်ပြီးထွက်ပြေးသွားပြီလားမသိဘူးထိတ်နေကသဘောကျစွာပြောရင်မျက်လုံးကိုအပေါ်မောကြည့်လိုက်ရာလှဲပိန်လုံးလောက်ရှိတဲ့မျက်လုံးနှလုံးကသူတို့ကိုငုံကြည့်နေတာမြင်လိုက်ရတယ်ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ထိတ်နေတရာချေရီလက်တွေတဆက်ဆက်တုံလာပြီးအတန်ရီတောင်ပြောက်သွားခဲ့တယ်ဆရာအပေါ်မှာရောက်နေပြီဗျ ထိုင်နေတဲ့တညာအပေါ်မောကြည့်လိုက်ရကျောမိန်နှပ်ပင်ကိုလက်နဲ့ဖြဲပြီးရှာတွဲလက်နဲ့ငုံချီနေတဲ့ငတိလေးကိုမြင်လိုက်ရတယ်။အပပါနဲတဲ့ကောင်ကြီးမဟုတ်ပါလား။ခွန်လာနောက်ကိုဆော့လိုက်တဲ့အချိန်အမွှေးချမ်းတွေပေါက်နေတဲ့လက်တစ်ဖက်ကသူ့ဘေးကိုပြုံးငနေကြလာခဲ့တယ်။ထိုင်နေထိုင်နေခွန်လာထိုင်နေပျောက်သွားတဲ့အတွက်လှမ်းကြည့်လိုက်ရအမီးကောက်ပြီးထွက်ပြေးသွားတဲ့ခွေးတကောင်ရဲ့ဖင်ကိုသာခါဝဝမြင်တွေ့လိုက်ရတာကြောင့်ထင်းကခွေးရောင်ဆောင်ပြီးထွက်ပြေးသွားတာကိုအတော်အားကိုးရတဲ့ကောင်ပဲ။ အဲ့လိုစိတ်ထဲကနေရေရွတ်လိုက်ပါတော့တယ်။ငတေလေးကသူ့နယ်ထဲဝင်လာတဲ့ခွန်းလာကိုစားမတက်ဝါမတက်မျက်လုံးတွေနဲ့ကြည့်ရင်ကြီးမားတဲ့လက်ဝါးနဲ့ရိုက်ချလိုက်ရဦးကောင်းနဲ့မတိခင်ပါပဲမျက်လုံးကျိမ့်မတက်အလင်းရောင်တွေဖြာထွက်လာပြီးငတေလေးရဲ့လက်ကလေးပေါ်မှာနေရက်တက်သွားခဲ့တယ်။ငတေလေးကအားနဲ့ဖိချပေမဲ့ဦးကောင်းထက်မှရေထိုးထားတဲ့စမရရဲ့အစွမ်းအင်းဆောင်ပုံကိုယ်တွေရဲ့ကာကွယ်မှုကြောင့်ငတေလေးရဲ့လက်တစ်ခုလုံးထူပူလာပြီးမီးလောင်ညွန်နှန်းတွေကထွက်ပေါ်လာခဲ့တယ်။အဲ့ဒီချိန်မိုးကြိုးပြစ်တလို့အတန်တစ်ခုထွက်ပေါ်လာပြီး ငတေလေးရဲ့ဥကောင်းရဲ့လေးဘက်လေးတိုင်ကနေပြောင်းလဲနေတဲ့တင်းမုတ်တွေကင်ထားတဲ့ဂုံမှန်လေးဘက်ရုပ်ကြီးပေါ်လာကဥကောင်းကိုဂျင်းကနေမိအောင်ထူးချလိုက်ပါတော့တယ်။ပြင်းထန်ပြီးအားပါတဲ့ထူးရချက်တွေကြောင့်ငတေလေးရဲ့ဥကောင်းကလေးစိတ်ကွဲထွက်သွားပြီးအတ္တဘောကြီးကလည်းမြေကြီးဘောကိုဒူးထောက်ချကအနေထားကျသွားခဲ့တယ်။အဲ့ဒီချိန်ခွန်လာကငတေလေးကိုလက်ညှိုးထိုးပြီးမူလတိုင်းရုပ်ပြောင်းစီအဲ့လိုအမိန်ပေးလိုက်ရအစမတန်ကြီးမားတဲ့ရုပ်အတွင်ကနေတာမန်လူတယောက်အရွယ်အဖြစ်သိငယ်သွားခဲ့တယ်။ဂုံမှန်လေးဘက်ကလည်းချက်ချင်းဆုတ်သလိုကောင်းကင်ကနေပြန်ဆင်းလာပြီး ငတယ်လေးရဲ့ခြေစိလက်စစ်တွေကိုတင်းမုတ်တွေနဲ့ထုရိုက်ကချိုးပြစ်လိုက်ကြတယ်။အော်အမလီတိရပါပြီ။မရိုက်ကြပါနဲ့တော့ကြောက်ပါပြီ။ငတယ်လေးကမြေကြီးပေါ်မှာတရွတ်တိုက်သွားနေရင်ကြောက်လန့်တကြအော်ဟစ်နေတာကြောင့်အနီးနားမှာရှိတဲ့နန္နာဘဝတွေအားလုံးစောက်တရမရဖြစ်ပြီးခြေဦးတရထွက်ပြေးသွားခဲ့ကြတယ်။ငတယ်လေးဆိုတာမင်းလား။ခွန်လာရှစ်တက်တက်မှာရက်ပြီးမင်းလိုက်ရာငတယ်လေးကလေးချမ်းကွဲနေတဲ့ဥကောင်ကိုညှင်းပြရင်ဟုတ်ပါတယ်။ငတယ်လေးဆိုတာကြောက်ပါ။ မင်းဒီမှာနေနေတဲ့ကာလအတွင်းလူပဏယောက်ကိုဖမ်းဆားတပ်ဖြတ်ပြီးပြီလေမမှတ်မိတော့ပါဘူးမမှတ်မိတဲ့ကောင်သွားတွေပြုတ်ထွက်တဲ့အထိရိုက်ကြတယ်ခေါင်းလာအမိတ်ပေးလိုက်ရာကောင်းမန်နှစ်ပါးငတေလီရဲ့ဗစက်ကိုအတင်းဖြဲပြီးကြံတဲ့နှစ်ပါးကလက်ထက်မှာကင်ထားတဲ့တင်းမုံနဲ့အဆွဲတွေကိုတဖြောင်းဖြောင်းမြင်အောင်ရိုက်ချိုးပါလေရောအမလေးတေးပါပြီဗျမရိုက်ကြပါနဲ့တော့အယောက်90ကျော်ပါပြီတကယ်ပြောတာပါကျုံမမိတာအကုန်ပါပဲသူတို့ကဘာလို့လို့မင်းကဖမ်းဆားပြီးတတ်ဖြတ်ရရလဲ ဘာမှဘာမှမလုပ်ပါဘူးကျုပ်နေတဲ့အပင်အောက်ကနေဖြတ်သွားလို့ဖမ်းဆားခဲ့တာပါမင်းနေတဲ့အပင်အောက်ကနေဖြတ်သွားရတယ်ဖမ်းဆားရအောင်အဲ့ဒီအပင်ကမင်းအမေလေးစိုက်ထားလို့လားခွန်လာစကားကိုခတ်မှမပြောပြီးငတေလေးရဲ့မျက်နှာကိုကန်မှုအလို့ခွန်လာရက်လိုက်စမ်းဆိုတဲ့အတန်နဲ့အတူအောင်မြတ်သာမောင်ကောင်းနဲ့ထဲနီတို့ရောက်လာခဲ့ကြတယ်ဆရာဘယ်ကနေဘလို့ထိတ်နေအလန်တရားပြေးလာလို့ငါတို့စိတ်ပူပြီးလိုက်လာတာ ဒါနဲ့ तू ကငတ်တေးလီလားဟုတ်တယ်ဆရာစိုးသွားနေလို့ကျွန်တော်နည်းနည်းဆုံးမထားတယ်အောင်မြတ်တာခွန်လောက်ကြီးလိုက်ငတ်တေးလီကိုကြီးလိုက်လုံနေရင်နဲ့မင်းရဲ့နည်းနည်းပပလည်းဟိုကောင်နောက်တစ်ခါထပ်တည်နေပါဦးမယ်အဲ့လိုပြောလိုက်ရအနောက်မှာရက်နေတဲ့မောင်ကောင်းရဲ့မျက်နှာပြုံးစီစီဖြစ်သွားခဲ့တယ်ဆရာဒီကောင်ကလူတွေအများကြီးကိုတတ်ထားတာဒါကြောင့်မှတ်လောက်အောင်ထပ်ဆုံးမခြင်းနေတယ်သူ့ကိုဆုံးမမယ့်အဆောင်တစ်ယောက်ကလာပါလိမ့်မယ်ဒါကြောင့်ဒီလောက်နဲ့တော်တော့ ငတေးလေးကအောင်မြတ်တာစကားကြောင့်ဝမ်းသာအားရဖြစ်သွားခဲ့ပေမဲ့ခွန်လာကတော့ငတေးလေးကိုမကြည့်တဲ့မျက်လုံးနဲ့တစ်ချက်လှမ်းကြည့်လိုက်တယ်။ငတေးလေးမင်းကဒီအချိန်ကစပြီးအဖိုးရဲ့အမိန့်ကိုအမြဲနာခံရမယ်။ဘသူတဦးတယောက်ကိုမှဖန်ဆာနှောက်ရှက်တာမလုပ်ရဘူး။တကယ်လို့အမိန့်ကိုမနာခံဘဲပြုတ်လုခဲ့မယ်ဆိုရင်အခုတက်ဖို့ပြင်းထန်တဲ့အပြစ်ကိုခံရလိမ့်မယ်။အဖိုးပါပြောပြောနာခံပါမယ်လို့ကတိပေးပါရယ်။ဘသူ့အမလည်းမနှောက်ရှက်တော့ပါဘူး။ဒါဆိုမင်းကတိကိုမင်းတီးပါစီနော်။ခွန်လား ့မူလအတိုင်းပြန်ဖြစ်အောင်လုပ်ပေးလိုက်ပါ။အောင်မြတ်တာစကားကြောင့်ခွန်လာကငတေလေးရဲ့ဥကောင်းဘော်ကိုအင်းပြအချို့ဖြူပေးလိုက်ရာလေးစိတ်ကွဲနေရကနေတခုတည်းပြန်ဆက်သွားခဲ့တယ်။ဆရာဆရာဘာတော့ထိန်နေရကျွန်တော်လည်းအနိုင်မကျင့်ဖို့ပြောပေးပါဦး။ဒါကတော့ဒီကောင်မလုပ်ရဲတော့ပါဘူး။လုပ်ရင်လေကောင်မန်လေးပါဒီကောင်တော့တစားစီဆွဲပြဲလိမ့်မယ်။ခွန်လာစကားကြောင့်ထိန်နေမှာပျော်ရွှင်သွားပြီးမျက်နှာမှာလည်းအပြုံးရိပ်တွေတန်းလာပါတော့တယ်။ အောင်မြတ်တာတို့လည်းငတိလေးကိုအဖိုးကျောင်းဆုံးပါပြီးနောက်တရက်မှာတော့ဘောနတ်ကြီးအဖိုးမင်းစာရွှေမောင်တို့အဖွဲထိတ်နီတို့ကိုနှုတ်ဆက်ကဖယားကြီးမျိုးဘက်ကိုထွက်ခွာလာခဲ့ကြတယ်။ဖယားကြီးလမ်းဆောင်ကိုရောက်တဲ့အချိန်မှာသူတို့ဘေးကနေဖြတ်သွားတဲ့ကားတစ်စီးရဲ့ခေါင်းမိုးပေါ်မှာအနီရောင်ရဲရဲတက်တောက်အဝတ်ကိုဝတ်ဆင်ထားတဲ့ယောက်ျားတစ်ယောက်မတ်တက်ရက်ပြီးလိုက်ပါသွားတာကိုမြင်တွေ့လိုက်ရတယ်။ဒီလောက်အချိန်နဲ့မောင်းနေတဲ့ကားပေါ်မှာဘလို့လူကမတ်တက်ရက်ပြီးစီးသွားပါလဲ။ဟုတ်ပါကွာအနီရဲများလိုက်တာ။မောင်ကောင်းတဲ့ခွန်လာတို့နှစ်ယောက်သာစကားများနေတဲ့အချိန် အောင်မြတ်တာရဲ့မျက်လုံးတွေကဖြတ်သွားတဲ့ကားကိုသာမျက်တော်မခတ်တမ်းစိုက်ကြည့်နေခဲ့ပါတော့တယ်။မောင်ကောင်းတို့မြင်လိုက်ရတဲ့သူကဘယ်သူလဲ။တာမန်လူရောဟုတ်ပါမလားဆိုတာကိုတော့အောင်မြတ်တာနဲ့ဒေးစုမှာတိုက်ဆိုတဲ့ဇာတ်လမ်းမှာနားဆင်ပေးကြပါဦး။အခုလိုအစုံနှိလိုက်ပါအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကြံရှိနေသေးတဲ့အပိုင်းဆက်များကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြင့်တက်လို့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။